โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုရီမော်ရေအားလုံးပဲမင်္ဂလာပါဗျာအမအောင်ကျွန်တော်ရဲ့ကိုရီမော်ရေပြောချင်တာကကျွန်တော်တို့ဒီဒိတ်ကကျွန်တော်ညလွတ်မယ်ဆိုပြီးတော့14ရက်လ2025ဆိုပြီးရေးထားเนาะညလွတ်မယ်ဆိုပြီးတော့ကျွန်တော်ရေးထားခြင်းဖြစ်ပါတယ်ညလိုင်းမကောင်းတော့တက်မလွန့်ပြဘူးဗျာဒါကြောင့်မလို့မနေ့စောစောလေးလွတ်ရတာเนาะအဲကြောင့်မလို့မနေ့စောစောလေးလွှင့်ရတယ်။အဲဒီဘက်ကတော့အတူပေးနေတာကျွန်တော်တို့အခုဒီဒါတန်းငယ်ယူထားတာပထမဦးဆုံးပထမဦးဆုံးပြောမယ်နော်။တန်းငယ်ယူထားတာက ဗုဒ္ဓဘူးဇာတာပရိတောက်ကြနော်ဗုဒ္ဓဘူးဇာတာပရိတောက်ကြဗုဒ္ဓဘူးဇာတာပရိတောက်ကြဗုဒ္ဓဘူးဇာတာပရိတောက်ကြဒီဘက်ကကျွန်တော်တို့တနင်္လာနေ့အင်္ဂါဖောင်းနေဆိုတော့ကျွန်တော်တို့ကစားမှာဗုဒ္ဓဘူးဇာတာပရိတောက်ကြ၃ရက်ပဲကစားမှာနော်ဒါကြောင့်မို့တန်းငယ်ကလည်းဗုဒ္ဓဘူးဇာတာပရိတောက်ကြဗုဒ္ဓဘူးဇာတာပရိတောက်ကြဗုဒ္ဓဘူးဇာတာပရိတောက်ကြဆိုပြီးတော့ယူထားခြင်းဖြစ်ပါတယ်။ဒါကိုရီမရဲ့မျက်စိလဲမှာဆိုလို့တခါတည်းတန်းငယ်ကပြောထားပေးထားခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ကိုမများအားလုံးပဲနော်ဝင်လာပြီးဆိုရင်တန်းငယ်ကို share ခြင်းဖြင့်ကူညီပေးပါ ောင်ဗျကျွန်တော်ကိုမကြီးအားလုံးပဲဝင်လာပြီဆိုတာနဲ့ကျွန်တော်ရဲ့ဂွေမတွေ share ပေးပါအောင်ကူညီပါအောင်ဝင်လာပြီဆိုတာနဲ့ share ပေးပါအောင်ကျွန်တော်ရဲ့ဂွေမတွေအားလုံးပဲ share ခြင်းဖြင့်ကူညီပေးပါအောင်ဗျဝင်လာပြီဆိုတာနဲ့ကျွန်တော်ရဲ့ကိုမမြအားလုံးเนาะ ရှယ်ချင်းဖြင့်ကူညီပေးပါအောင်တန်းငယ်ဒီဆိုင်ကတော့လူကတိတ်မရှိဘူးဆိုတော့တန်းငယ်မျှော်လင့်ပါတယ်သိလည်းသိပါတယ်ဒါပေမဲ့ကိုရီမားတွေနောက်နောက်ဝင်လာခဲ့တဲ့ရှိတော့ကျွန်တော်ရဲ့ကိုရီမားရဲ့ဒီ live show လို့ယူတွေ့ပြီဆိုတာနဲ့ကျွန်တော်ရဲ့ကိုမောင်များကရှယ်ချင်းဖြင့်ကူညီပေးပါအောင်တန်းငယ်ဒါကဘာအတွက်တွက်လင့်ပေးရလဲဆိုတော့ကျွန်တော်ရဲ့ကိုရီမားတွေဒီဘက်တော့အတွက် တရားရဂိုင်းတော့ဘွေအာမခံကျင်းသေးကြမဲ့ပတိတလုံးရဲ့တရားရဂိုင်းတော့ဖြင့်အာမခံအထူးအခွေလေးလုံးရဲ့ကိုတက်ပြီးတော့ပြသပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုကြီးမာကြီးတွေအားလုံးပဲဝင်လာပြီးတားငယ်ရေးဝင်လာပြီးဆိုတာနဲ့အားလုံးပဲแชร์ပေးပါအောင်เนาะဝင်လာပြီးဆိုတာနဲ့ကျွန်တော်ကိုကြီးမာကြီးအားလုံးပဲแชร์ခြင်းဖြင့်ကူညီပေးကြပါအောင်ဗျာဒါဆိုကျွန်တော်ရဲ့ကိုကြီးမာကြီးကျင်းသေးကြမဲ့ပတိတလုံးပေါ့เนาะကျင်းသေးကြမဲ့ကျွန်တော်ရဲ့ကိုကြီးမာကြီးတထေးဖြစ်ပတိတလုံးတားငယ်ရွေးပေးမယ်အားလုံးပဲလိုက်ကြည့်ပေးပါလာမယ့်ပွဲအတွက်ကျွန်တော်ရဲ့ကိုကြီးမာကြီးကျင်းသေးကြမဲ့ပတိတလုံးဟုတ်ပြီเนาะ ဝင်လာပြီဆိုတော့ねကျွန်တော်ရဲ့ဂွေမတွေရှက်ပေးပါဦးเนาะ ဒါဆိုကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲကျင်းသေးကြမယ်ပတ်တီတလုံးတန်းငယ်ရေးပေးမယ်အားလုံးပဲလိုက်ကြည့်နော်ကျွန်တော်တို့ယူထားတာကတနင်္လာဗုဒ္ဓဘူးဇာတာပရိသတ်ကြဗုဒ္ဓဘူးဇာတာပရိသတ်ကြဗုဒ္ဓဘူးဇာတာပရိသတ်ကြတောင်းရဆာကိုယူထားခြင်းဖြစ်ပါတယ်နော်ဒါကျွန်တော်ရဲ့ဂွေမိုင်းအားလုံးကိုတခါတည်းဒါမျက်စိမလဲခင်တန်းငယ်ပြောပြထားတာဝင်လာပြီဆိုရင်ကိုဒီမိုင်းရဲ့အားလုံးပဲ share ပေးဖို့တန်းငယ်ကမေတ္တာရခံအပ်ပါတယ်နံပါတ်မှ၃ရက်ပဲကစားရမယ်ဗုဒ္ဓဘူးဇာတာပရိသတ်ကြ၃ရက်ပဲကစားရမယ်အခိုက်အတန့်မှာအဲ့ဒီ၃ရက်မှာကျွန်တော်ရဲ့ဂွေမိုင်းတွေတေချာပေါက်ကြမယ်တေချာပေါက် ကျွန်တော်ရဲ့ဂွေမတွေထွက်မယ်ဆိုတဲ့ပတ်သီးတလုံးရယ်တေချာပေါက်ထွက်မယ်ဆိုတဲ့အထူးအခွေရယ်ကျွန်တော်ရဲ့ဂွေမတွေကိုပြပေးမှာလုံးဝအရှုံးမရှိစေရအောင်နော်ဟုတ်ပြီနော်ကျွန်တော်ရဲ့ဂွေမတွေအားလုံးပဲလိုက်ကြည့်ပေးဒါဆိုကျွန်တော်ကိုမတွေအားလုံးကပတ်သီးလေးကိုလိုက်ကြည့်မယ်84ကကျွန်တော်ကိုမများ၄ရက်ပိတ်ပါ94ကကျွန်တော်ရဲ့ကိုယ်မတွေ၄ရက်ပိတ်ပါ53ကကျွန်တော်တို့၅ထိပ်ပါ39ကကျွန်တော်ရဲ့ကိုယ်မတွေအားလုံးပဲ ငါအပိတ်နဲ့၄ငါးငါကျွန်တော်ရဲ့ဂွေမတွေသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့၄ငါးငါကျွန်တော်ရဲ့ဂွေမတွေသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်အလုံးပဲဝင်လာပြီဆိုရင် share ပေးအောင်တော့အလုံးပဲကျွန်တော်ကိုမတွေအလုံးပဲဝင်လာပြီဆိုရင်တန်းငယ်ကို share ခြင်းဖြင့်ကူညီပေးပါအောင်ဗျာ၄နဲ့၅နဲ့ပေါင်းတော့ကျွန်တော်ကိုမများ၉ပါ၉နဲ့၅နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၉နဲ့၅နဲ့ပေါင်းတော့ကျွန်တော်ရဲ့ဂွေမတွေ၄ရတယ်၄ဒီကကျွန်တော်ရဲ့ဂွေမတွေအဲ့ဒီဗုဒ္ဓဘူးကြာတာပရိတောက်ကြကျွန်တော်ရဲ့ဂွေမတွေ၃ရက်တွင်းမှာကျင်းတယ် အနိုင်ဆုံးမထွက်ပါဘူးဆိုကျွန်တော်ရဲ့ဂွေမိုင်းနှစ်ကြိမ်ထွက်ရမယ်တဲ့ဟုတ်ပြီနော်အနိုင်ဆုံးကျွန်တော်ရဲ့ဂွေမိုင်းမထွက်ပါဘူးဆိုရင်ဘယ်နှကြိမ်ထွက်ရမလဲနှစ်ကြိမ်ထွက်ရမယ်တဲ့ကျွန်တော်ရဲ့ဂွေမိုင်းဗုဒ္ဓဘုရားတာပရိသောက်ကြတွင်မှာဟတ္တိပတိလေးပတိကအနိုင်ဆုံးနှစ်ကြိမ်ထွက်ရမယ်တဲ့တကယ်ထွက်လားမထွက်လားတစ်ချက်ကြည့်ဟတ္တိမှာကျွန်တော်ရဲ့ဂွေမိုင်းစတာပရိနိမှာ43ဆိုပြီးတစ်ကြိမ်စတာပရိနိညနေပိုင်းမှာ14ဆိုပြီးတစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်ကျွန်တော်ရဲ့ဂွေမိုင်းနှစ်ကြိမ်တိတိထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့ကျွန်တော်ကောင်မများဒါဆိုကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲကျွန်တော်တို့ ကျင်းတည်ကြမယ်ပတိနော်ဇာတုပတိနော်ဒီလေးပတိဒီအနေဆုံးနှစ်ကြိမ်ကြရမယ်တစ်ကြိမ်နှစ်ကြိမ်ဒီဒီကျွန်တော်ရဲ့ဂွေမိုင်ထွက်ရှိလို့အောင်မြင်ခဲ့ပြီးပြီကဲဒါဆိုကျွန်တော်ရဲ့ဂွေမိုင်နောက်တစ်ဆိုက်ကိုလိုက်ကြည့်ပေးဟုတ်ပြီနော်ကဲအားလုံးပဲဝင်လာပြီဆိုရင်ကျွန်တော်ကိုမောင်မြအားလုံးပဲ share ပေး viewer ကနဲတယ်နော် viewer ကနဲတယ်ဒါပေမဲ့တန်းငယ်ဒီမနက်စောစောဆိုလဲ viewer ကဘယ်ရှိပါမလဲဗျာတန်းငယ်နားလဲပါတယ်မနက်စောစောဆိုတော့ကျွန်တော်ရဲ့ကိုမတွေ viewer ကဘယ်ရှိပါမလဲတန်းငယ်နားလဲတယ်ဟုတ်ပြီနော်အားလုံးပဲနော်ဟို တန်ငယ်လွင့်ပြီးသွားပြီလွင့်ပြီးသွားပြီဆိုရင်ဒီရဲ့ live show လေးကိုတွေ့ပြီဆိုတာနဲ့ကျွန်တော်ကိုကြီးမာရီဒီအားလုံးက share ခြင်းဖြင့်အားလုံးပဲဝင်ရံပေးပါလို့တန်ငယ်ကမြတ်တရားခံအပ်ပါနေနော်43ကကျွန်တော်ကိုမကြီးအားလုံးပဲ3အပိတ်ပါတဲ့16ကကျွန်တော်တို့1ထိပ်ပါ14ကကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲ4အပိတ်နဲ့314ကျွန်တော်ရဲ့ကိုမကြီး3လုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့314ကျွန်တော်ရဲ့ကိုမကြီး3လုံးပေါင်းခြင်းနဲ့3နဲ့1နဲ့ပေါင်းတော့ကျွန်တော်ရဲ့ကိုမကြီးဘာရမလဲ4ပါ4နဲ့4နဲ့ပေါင်းတော့ ရှစ်ရပါတယ်တဲ့ရှစ်ဒီကကျွန်တော်ရဲ့ခွေမိုင်အားလုံးပဲကျင်းသေးကြမယ်ပတ်ဒီတလုံးပတ်ဒီလေးပတ်ဒီဒီမှာပတ်ဒီလေးပတ်ဒီကအနေဆုံးနှစ်ကျင်းကြတယ်လို့အဲ့ဒီကျွန်တော်ရဲ့ခွေမိုင်ပတ်ဒီဖြစ်တဲ့ရှစ်ပတ်ဒီကလည်းအနေဆုံးမထွက်ပါဘူးဆိုရင်နှစ်ကျင်းတိတိကျွန်တော်ရဲ့ခွေမိုင်ထွက်ရှိလို့အောင်မြင်ရမယ်တဲ့ဟုတ်ပြီနော်လေးပတ်ဒီ43တစ်ကျင်းတလေးတစ်ကျင်းဆိုပြီးနှစ်ကျင်းထွက်တယ်ဟဲ့ဒီမှာပတ်ဒီရှစ်ပတ်ဒီကျွန်တော်ရဲ့ခွေမိုင်အနေဆုံးမထွက်ဘူးဆိုရင်နှစ်ကျင်းထွက်ရမယ်ထွက်လားမထွက်လားကြည့်မယ်ကျွန်တော်တို့ အင်းဗုဒ္ဓဘုရားတာပရိတောက်ကြ3ရက်အတွင်းမှာပေါ့နော်တရှိတစ်ကြိမ်84တစ်ကြိမ်85တစ်ကြိမ်10ဘူးတစ်ကြိမ်တစ်ကြိမ်2ကြိမ်ကျွန်တော်ရဲ့ကွေမှာ3ကြိမ်4ကြိမ်5ကြိမ်တိတိကျွန်တော်ရဲ့ကွေမှာ10ပတ်တိဖြစ်တဲ့ပတ်တိ10ပတ်တိကကျွန်တော်ရဲ့ကွေမှာ5ကြိမ်တိတိထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒါဆိုကျွန်တော်ရဲ့ကွေမှာကြီးဒီအားလုံးပဲလာမယ့်ဘဝတည်းကျွန်တော်ရဲ့ကွေမှာဗုဒ္ဓဘုရားတာပရိ3ရက်ပဲကစားရမယ်ဒီနေ့နာအင်္ကာကဖောင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ကွေမှာအဲ့ဒီ3ရက်အတွင်းမှာကျင်းတည်ကြမယ်ပတ်တိတန်းငယ်ရွေးပေးမယ် ။ဘာပါသိဖြစ်မလဲအားလုံးပဲတစ်ချက်လိုက်ကြည့်။85ဒီကျွန်တော်ရဲ့ကိုရီမရဲ့အားလုံးပဲ9အပိတ်ပါ။62ကကျွန်တော်တို့6ထိပ်ပါတဲ့52ကကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲ2အပိတ်နဲ့ဟုတ်ပြီနော်52ကကျွန်တော်ရဲ့ကိုယ်မိုင်2အပိတ်နဲ့962ကျွန်တော်ရဲ့ကိုယ်မိုင်3လုံးပေါင်းခြင်းဖြစ်တယ်9နဲ့6နဲ့ပေါင်းတော့1ပါ9နဲ့6နဲ့ပေါင်းတော့1 1နဲ့2နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ3 3ဒီကကျွန်တော်ရဲ့ကိုယ်မိုင် ။ဟာဒီမှာပတ်တိ၄ပတ်တိကို၄၃၁၄ဆိုပြီး၂ကြိမ်ထွက်တယ်။ဟာဒီမှာပတ်တိ၈ပတ်တိကို၁၈၈၄၈၅၈၀၀ဘူးဆိုပြီး၅ကြိမ်ထွက်တယ်။ဟာဒီပတ်တိ၃ပတ်တိကလည်းကျွန်တော်ရဲ့ကွေမကြီးလာမယ်ပွဲအတွက်ပေါ်တဘူးတတာရီတောက်ကြ3ရက်တွင်မှာကျွန်တော်ရဲ့ဂွေမကြီးတေချာပေါ့မထဘူးဆိုရင်တော့2ကြိမ်တိတိထွက်မယ်မထဘူးဆိုရင်တော့ကျွန်တော်ရဲ့ဂွေမကြီးဘယ်နှကြိမ်ထွက်မလဲ2ကြိမ်တိတိထွက်မယ်ကျွန်တော်ရဲ့ဂွေမကြီးရုံရုံကြီးကြီးနဲ့တာကစားဟုတ်ပြီနော်ရုံရုံကြီးကြီးနဲ့တာကျွန်တော်ရဲ့အကိုကြီးမကြီးဒီအားလုံးပဲကစား3ပတ်တိလာမယ်ဘွက်တော့ ကျင်းနေထွက်မယ်ဟုတ်ပြီနော်ရုံရုံကြီးကြီးနဲ့ဒါကျွန်တော်ရဲ့ကိုကြီးမကြီးဒီအားလုံးပဲကစားကဲဒါဆိုကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးပဲတန်းငယ်ကိုဆက်သွားမယ်ကဲတန်းငယ်ကြီးပတ်သီးတော်ပြပေးပြီပတ်သီးပြပြီးတော့ကျွန်တော်ရဲ့ကိုကြီးမကြီးပြပေးခြင်းလားအခွေတရားရဂိုင်းတော့ထွက်မယ်ကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးအခွေလေးကိုတစ်ချက်လိုက်ကြည့်ပေးဟုတ်ပြီနော်နော်အထူးခွေလေးပေါ့ဗျာအထူးခွေလေးပေါ့ကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးပဲလိုက်ကြည့်ပေးတာ ကဲအားလုံးပဲကျွန်တော်ရဲ့ခွေမတွေ share လို့ရရင်အားလုံးပဲနော်ဝင်လာပြီဆိုရင်အားလုံးပဲ share ပေးတော့ပါ share လို့ရတဲ့ကျွန်တော်ရဲ့ကိုမများအားလုံးတယောက်တစ်ချက် share ခြင်းဖြင့်ကူညီပေးဒါဆိုကျွန်တော်ရဲ့ခွေမတွေအခွေလေးကိုကြည့်ဟုတ်ပြီနော်94လေးဒီကကျွန်တော်ရဲ့ကိုယ်မတွေသူတို့နှလုံးပေါင်းခြင်းဟုတ်ပြီတော့94ကသူတို့နှလုံးပေါင်းခြင်းနဲ့60ရှစ်ကကျွန်တော်တို့6ထိတ်နဲ့ ခွန်46ကျွန်တော်ရဲ့ကိုမများသုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့ခွန်46ကျွန်တော်ရဲ့ကိုမကြီးသုံးလုံးပေါင်းခြင်းခွန်4နဲ့ပေါင်းတော့တစ်ပါခွန်ရဲ့၄ရဲ့ပေါင်းတော့ကျွန်တော်ကိုမမြတစ်ပါတဲ့၁နဲ့၆နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ၁ရဲ့၆ရဲ့ပေါင်းတော့ခွန်ရတယ်ဒါကကျင်းတည်ကြမယ်အခွေ၄လုံးအခွေခွန်ကိုကျွန်တော်ရဲ့ကိုမကြီးပေါင်းဟာခေါ်တော့80နဲ့တဲ့သူနဲ့တဒန်တူကျွန်တော်ရဲ့ကိုမကြီးသွားမယ်ဟုတ်ပြီနော် 84ကလေးရပိတ်ပါ30ကကျွန်တော်ရဲ့ဂွေမာ ड़ी 3ညအပိတ်ပါ4 3ညကျွန်တော်ရဲ့ဂွေမာ ड़ी နှလုံးပေါင်းခြင်းနဲ့4နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ4ရဲ့3ညရဲ့ပေါင်းတော့ကျွန်တော်တို့400ပါတယ်4ကိုပါဝါခေါ်တော့9ပါတဲ့4 9ဒီကျွန်တော်ရဲ့ဂွေမာ ड़ी ကိုညီပါသားငယ်တဲ့ဟုတ်ကဲ့ပါတော်ရည် ကျင်းသေးအတော်ဒီတစ်ပတ်လုံးဝမရှုံးစေရဘူးပတ်သီးလိုက်ခြင်းအတော်အနေနဲ့ပတ်သီးကိုသုံးပတ်သီးကိုရဲရဲလိုက်ဒါမှမဟုတ်အခွေကစားခြင်းလည်းဆိုရင်တန်းငယ်ကူးထုတ်ပြီးမယ်အခွေလေးကိုကစားလုံးဝမရှုံးစေရဘူးဟုတ်ပြီနော်ကျွန်တော်ကိုကြီးမာကြီးဒီအားလုံးအားလုံးဝင်လာပြီဆိုရင်တော့အားလုံးပဲ share ပေးပါအောင်ဗျ viewer ကအရန်နေနေတယ်ဝင်လာပြီဆိုရင်တော့ share ပေးပါ viewer က10ဆက်အဲ့တော့မပြောဘူးเนาะဒါပေမဲ့မနက်စောစောဆိုလဲဘယ်တက်နိုင်မလဲကျွန်တော်ရဲ့ဂွေမာအဲ့ဒီခွန်းနဲ့၄ကိုအခွေတီကျွန်တော်ရဲ့ဂွေမာကြီးချင်းတီ ကြာရမယ်ပေါ့နော်ခွန်နဲ့လေးကိုခွေတီကျွန်တော်ရဲ့ခွေမရဲ့ကျင်းတီကြာရမယ်တဲ့တကယ်ကြာလားမကြာလားတစ်ချက်ကြည့်အဲ့ဒီမှာခွန်နဲ့လေးကိုအခွေကိုကျွန်တော်တို့က၉ပိုင်၂ပိုင်နဲ့အဲ့ဒီမှာ၉၀နှစ်ဆိုပြီးထွက်တယ်နော်ကစားရမှာက၃ရက်ပဲကစားရမှာ နော်ကစားရမှာကကျွန်တော်ရဲ့ကွေမကြီးဗနေရက်လေ3ရက်ပဲကစားရမှာတန်းငယ်ဘယ်ရက်ဒီကစားရမှာလဲဆိုတော့ဗုဒ္ဓဘူးဂျာတာပရိတောက်ကြ3ရက်ပဲကစားရမှာအဲ့ဒီဗုဒ္ဓဘူးဂျာတာပရိတောက်ကြမှာအဲ့ဒီ၄လုံးအခွေဒီကျွန်တော်ရဲ့ကွေမကြီးကျင်းတည်ကြရမယ်တဲ့ခုနှစ်၄ခုအခွေကိုကျွန်တော်ရဲ့ကွေမကြီးဗုဒ္ဓဘူးနေ့ညနေပိုင်းမှာပဲ60နှစ်ဆိုပြီးဟာဒီမှာ9ပိုင်း2ပိုင်းနဲ့60နှစ်ဆိုပြီးထွက်တယ်ဟုတ်ပြီဒါဆိုကျွန်တော်ရဲ့ကွေမကြီးတစ်ချက်လိုက်ကြည့်ဒီနီးမူတိုင်းပဲ43ဒီကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲသူတို့နှလုံးပေါင်းခြင်း60နှစ်ကကျွန်တော်ရဲ့ကွေမကြီး6ထိတ် ဟုတ်ပြီနော်ကျွန်တော်ရဲ့ကွေးမိုင်လိုင်းကပြန်ကြအောင်မှနော်မဆင်းသွားနဲ့ဟုတ်ပြီနော်လိုင်းကကျွန်တော်ရဲ့ကွေးမိုင်တစ်ချက်ပြန်ကြအောင်မယ်ထင်တယ်ဗျအဲကြောင့်မလို့မဆင်းသွားနဲ့အောင်43ဒီသူတို့လုံးပေါင်းချင်း62က6ထိတ်43 6ကျွန်တော်ရဲ့ကွေးမိုင်3လုံးပေါင်းချင်းနဲ့4နဲ့3နဲ့ပေါင်းတော့ခွန်ခွန်နဲ့6နဲ့ပေါင်းတော့6 4ရဲ့3ရဲ့ပေါင်းတော့ခွန်နဲ့ခွန်နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့6ရပါတယ် 6ကိုကျွန်တော်ရဲ့ဂွေမတွေပါဝါခေါ်တော့6ကိုပါဝါခေါ်တော့1ပါတဲ့ဟောဒါအခွေနော်6 43ဒီကကျွန်တော်ရဲ့ဂွေမတွေ3အပိတ်965က9အပိတ်နဲ့9 3တော့ရဲ့ဂွေမနှလုံးပေါင်းကြည့်ရင်9နဲ့3နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရဲ့3ရဲ့ပေါင်းတော့ကျွန်တော်ကိုမှမရ8ရတယ်တဲ့8ကိုပါဝါခေါ်ခြင်းဒီ3နော်ဒီဒီနီးမှုတိုင်းပဲ 6183အခွေဒီကျွန်တော်ရဲ့ဂိမကြီးဗုဒ္ဓဘူးကျတာပရိတောက်ကြ3ရက်အတွင်းမှာနော်6183အခွေဒီကျွန်တော်ရဲ့ဂိမကြီးဗုဒ္ဓဘူးကျတာပရိတောက်ကြ3ရက်အတွင်းမှာကျင်းသေးကြမယ်အခွေဖြစ်ပါတယ်ဟုတ်ပြီနော်ဒီမှာခုနှစ်လေးခုအခွေကို90နေဆိုပြီးထွက်တယ်ဟဲ့ဒီမှာ6183အခွေကိုလည်းကျွန်တော်တို့ကဘာထွက်လဲဆိုရင်ဟဲ့ဒီမှာ10ပိုင်း10ပိုင်းနဲ့10ဆိုပြီးကျွန်တော်ရဲ့ဂိမကြီးဘာထွက်လဲ တက်ရှိဆိုပြီးကျွန်တော်ရဲ့ကိုကြီးမာကြီးဒီအားလုံးပဲကျွန်တော်တို့ဗုဒ္ဓဘူးနေ့မနက်ပိုင်းမှာတင်တက်ရှိဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်တဲ့ကျွန်တော်ကောင်မှာဒါဆိုကျွန်တော်ရဲ့ကိုကြီးမာကြီးအားလုံးပဲလာမယ်ပွဲအတွက်တန်းငယ်ကြီးအခွေကိုကစားကျင်နေဆိုရင်လာမယ်ပွဲအတွက်ကျွန်တော်ရဲ့ကိုကြီးမာကြီးအားလုံးပဲအခွေလေးကဘာအခွေလေးဖြစ်မလဲအားလုံးပဲတစ်ချက်လိုက်ကြည့် ဟုတ်ပြီနော်လာမယ့်ဘွဲအတွက်အခွေကကျွန်တော်ရဲ့ခွေမကြီးဘာအခွေဖြစ်မလဲကစားမှာကဗုဒ္ဓဘူးတရားပရိသတ်ကြ၃ရက်ပဲကစားပါနော်၃ရက်ပဲကစားရမှာဝင်လာပြီဆိုအားလုံး share ပေးတော့ပါနော်ကျွန်တော်ရဲ့ခွေမကြီးအားလုံးပဲဝင်လာပြီတန်းငယ်ရေးအခွေဒီမကြီးတန်းငယ်ကိုအားပေးတဲ့အကူမာများအားလုံးဝင်လာပြီဆိုရင်ခွေဒီမကြီးအားလုံးတန်းငယ်ရဲ့နော် live show လေးကို share ပေးတော့ပါဒီနေ့မှတိုင်းပဲသွားမယ်85ဒီကကျွန်တော်ရဲ့ခွေမကြီးသူတို့နှလုံးပေါင်းခြင်းဟုတ်ပြီနော် 84ကကျွန်တော်ရဲ့ဂွေမာကြီး၈ထိပ်ဒါကျွန်တော်ရဲ့ဂွေမာကြီးတစ်ခုပြောမယ်နော်တန်းငယ်ဒီဘက်ကိုဒီဘက်ကလည်းမွေးကနန်းပဲဒီကရာကစားနိုင်မယ်တန်းငယ်ဘာလို့လဲတန်းငယ်ရေးဆိုရင်တန်းငယ်အလှူတွေခုတန်းငယ်တို့ရွာဘက်မှာအလှူရှိပါတယ်အလှူရှိတာဖြစ်တဲ့အတွက်အလှူမှာသွားပြီးဝိုင်းလောက်ရမှာဗျဒါကြောင့်မလို့မွေးကနန်းကကျင်းသေးထွက်အောင်တန်းငယ်ဒီဘက်မှာတော့ကျင်းသေးထွက်အောင်ကိုရီမာကြီးအားလုံးကိုကူညီပေးမယ်မွေးကနန်းမရသေးတဲ့သူတွေမှာမွေးကနန်းကိုပဲဒီကရာကစားမှာနေလိုက်တွေကိုမကစားနိုင်တဲ့အတွက်ဟုတ်ပြီနော်ပတ်တီးလိုက်မယ်ဆိုသုံးပတ်တီးလိုက်အခွေလိုက်မယ်ဆို 85ဒီသူတို့နှလုံးပေါင်းချင်း84က8ထိုင်နဲ့85 8ကျွန်တော်ရဲ့ဂူမာကြီးသုံးလုံးပေါင်းချင်းဒီနည်းမူတိုင်းပဲ85နဲ့ပေါင်းတော့ကျွန်တော်တို့3ပါ8ကဲ9ရဲ့ပေါင်းတော့3 3ရဲ့8ကဲပေါင်းတော့ကျွန်တော်တို့ဗာရမလဲ3ရဲ့8ကဲပေါင်းတော့ကျွန်တော်ဂူမာများတိရတယ်တစ်ကိုကျွန်တော်ရဲ့ဂွေမာတွေပါဝါခေါ်ခြင်းသည်တစ်ကိုပါဝါခေါ်ဟုတ်ပြီနော်လိုင်းကကြာသွားတယ်ဂွေမာတွေပြောတဲ့အတိုင်းပဲပြောတဲ့အတိုင်းပဲလိုင်းကကြာသွားတယ်နော် ပြောတဲ့အတိုင်းပဲကျွန်တော်ဂွေမာတွေအားလုံးပဲ ိုင်းကကျသွားတယ်ဟုတ်ပြီလားပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့ဂွေမတွေလိုင်းကကျသွားတယ်မကြီးကျွန်တော်ရဲ့ဂွေမတွေခွန်နေခွန်နေလေးကိုအခွေကိုခွန်နေလေးကိုအခွေကိုကျွန်တော်ရဲ့ဂွေမတွေ60နှစ်ဆိုပြီးထွက်တယ်ခွန်နေလေးကိုအခွေကို60နှစ် 6တိ7တုံးအခွေကိုကျွန်တော်ရဲ့ခွေမတွေ10ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ရဲ့ခွေမတွေဒီပွဲအတွက်နော်ကျွန်တော်တို့လာမယ်ပွဲဗုဒ္ဓဘူးကြတာပြီတောက်ကြ3ရက်ထဲကစားရမယ်အခွေကဘာလေးလဲတန်းငယ်ကြီးဆိုတစ်ချက်ကြည့်7နဲ့9နဲ့ပေါင်းတော့3 3ရက်8ကပေါင်းတော့1 16လို့ရထားပြီဟုတ်ပြီနော်1 16လို့ရထားပြီဒီမှာဒီနီးမှုတိုင်းပဲ85ကကျွန်တော်တို့ငါအပိတ်တဲ့ 85ဒီ9အပိတ်10ဘူးဒီ10အပိတ်9 10နှလုံးပေါင်းခြင်းတဲ့9နဲ့10နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရဲ့10ကပေါင်းတော့3ပါတဲ့9ရဲ့10ကပေါင်းတော့3 3ကိုပါဝါခေါ်ခြင်းဒီကျွန်တော်ရဲ့ကိုကြီးမကြီးအလုံးပဲ10 1638အခွေပဲကျွန်တော်ရဲ့ကိုမကြီးလာမယ်ပွဲအတွက်အခွေကစားခြင်းနဲ့အကူမမြအားလုံးဟုတ်ပြီနော်ဒီမှာခွန်းနဲ့လေးကိုအခွေကိုပေါ်တပူးကြတာတွေတောက်ကြ3ရက်ပဲကစားမယ်အထဲမှာ60နှစ်ဆိုပြီးအခွေတွေကအောင်မြင်ခဲ့တယ် ဟုတ်ပြီနော်ဒီမှာကျွန်တော်ရဲ့ခွေမလေး6183အခွေကိုဗုဒ္ဓဘူးတတာပြီတောက်ကြ3ရက်ပဲကစားမှာ18ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်ဟုတ်ပြီနော်ဒါဆိုလာမယ့်ပွဲအတွက်ကျွန်တော်ရဲ့ခွေမလေးအခွေကစားခြင်းနဲ့အကူမှများတန်းငယ်တို့ရရှိထားတဲ့အခွေကတော့16 38အခွေလို့ပဲတန်းငယ်တို့ကရရှိထားတဲ့အတွက်လာငယ်ပွဲအတွက်အခွေကစားခြင်းတဲ့ဂွေမကြီး1638အခွေကစားပါ ပတ်သီးမှလည်းကျွန်တော်ရဲ့ဂွေမကြီး၄ပတ်သီးကိုဗုဒ္ဓဘူးတတာပရိတောက်ကြ၃ရက်တွင်းမှအနိုင်ဆုံး၂ချိန်ကြမယ်ဆိုပြီး53တချိန်တ၄တချိန်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်။ဟုတ်ပြီနော်။ပတ်သီး၈ပတ်သီးကိုလည်းဗုဒ္ဓဘူးတတာပရိတောက်ကြ၃ရက်တွင်းမှအနိုင်ဆုံး၂ချိန်ကြရမယ်ဆိုပြီးကျွန်တော်ရဲ့ဂွေမကြီးပဏ္ဏချိန်ထွက်သွားလေ။တချိန်၂ချိန်၃ချိန်၄ချိန်ဆိုပြီးကျွန်တော်ရဲ့ဂွေမကြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်။အဲကြောင့်လာမယ့်ဘဝတည်းကျွန်တော်ရဲ့ဂွေမကြီးအားလုံးပတ်သီးကစားခြင်းနဲ့ဂွေမကြီးချိန်သေးပေါက်ပတ်သီး၃ပတ်သီးကစားပါ။ ဟုတ်ပြီနော်ဒါဆိုကျွန်တော်ရဲ့ဂွေမအားလုံးပဲကစားကြည့်တခုပြောမယ်နော်ကျွန်တော်ကိုရီမရဲ့အားလုံးပဲတန်းငယ်ဒီပတ်မွေကနန်းအုပ်ပဲဒီခါတာကစားနိုင်မှာဟုတ်ပြီနော်တန်းငယ်မွေကနန်းအုပ်ပဲကျွန်တော်ရဲ့ဂွေမရဲ့အားလုံးပဲအဓိကထားကစားနိုင်မှာဖြစ်တယ်ဝေကနာကိုပဲကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲအတိကထားကစားနိုင်မှာဖြစ်တယ်ဟိုကမလုံနိုင်ပါဘူးနေတိုက်တွေကိုမကစားနိုင်ဘူးတန်းငယ်ကြီးဘာကြောင့်နေတိုက်မကစားရလဲဆိုတော့တန်းငယ်ကိုနားလဲပေးပါ တန်းငယ်ကိုနားလဲပေးပါဘာကြောင့်လဲတန်းငယ်ရေးဆိုရင်တန်းငယ်ကုနော်ဟိုရွာဘက်ကိုရောက်နေတဲ့အခါကျတော့အလူရှိတယ်လေရွာမှာအလူရှိတော့ရွာမှာအလူကအဲအမျိုးတွေကလည်းပါတော့ဝိုင်းဝတ်သွားပြီးလှုပ်ပေးရမှာမဟုတ်နော်ဝိုင်းဝတ်လှုပ်ပေးရမှာမဟုတ်တန်းငယ်မကစားနိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ငွေကနန်းကိုကျွန်တော်ရဲ့ဂွေမိုင်အားလုံးဒီဘက်ကျင်းတွေထွက်မယ်ဗျာတန်းငယ်အာမခံတယ်တန်းငယ်ဘယ်လိုအာမခံတာလဲဆိုရင်တရရာဂိုင်နှုံးပြအာမခံတယ်ဗျာဟုတ်ပြီနော် ်ကျင်းသေးထောင်းတန်းငယ်ကိုညီမယ်ဟုတ်ပြီနော်အဲဘွဲကဝေကနဲလစ်သွားတဲ့အတွက်ဒီဘွဲမှာကျွန်တော်ရဲ့ကိုမလေးကျင်းသေးထွက်အောင်တန်းငယ်ကိုညီမယ်ဟုတ်ပြီနော်ဒီဘွဲအတွက်ကျင်းသေးကြမယ်ပတ်သီးတလုံးက၃ပတ်သီးတရာရာခိုင်နှုန်းကျင်းသေးကြမယ်ဟုတ်ပြီနော်အထူးအခွေအနေနဲ့တန်းငယ်တို့၁၆၃၈အခွေလို့ပေးထားတယ်အထူးအခွေအနေနဲ့၁၆၃၈အခွေ ။တန်းငယ်အာမခံပါတယ်။ကျွန်တော်ရဲ့အကူမမြလုံးဝဒီပွဲမှာအရှုံးမရှိစေရပါဘူး။တန်းငယ်အာမခံတယ်လို့ကိုရီမတွေကိုပြောပြပြီနော်။တရားရဂိုင်းနှုံးပြအာမခံအထူးမွေးကနန်းလေးကွနော်ဒီဘွားအတွက်ကျွန်တော်ရဲ့ကိုမကြီးတဲတန်းငယ်အာမခံနဲ့တရားရဂိုင်းနှုံးပြအာမခံနဲ့ဗျအထူးမွေးကနန်း၄ခွက်လိုချင်တဲ့အကူဒီမတွေဟာလုံးပဲဟဲ့ဒီဖုန်းနံပါတ် 6625466956ကို မွေးလို့ဟိုင်းပါဟုတ်ပြီနော်ဖုန်းနံပါတ်လေးတစ်ချက်ပြန်ပြောပေးမယ်ကျွန်တော်ရဲ့ကိုယ်မကြီးတခြားလေးမှတ်ပေးပါ6625466956ကိုမွေးလို့ဟိုင်းပါတန်းငယ်ဟုတ်ပြီမွေးကနန်းတော့အကိုဒီမတွေယူမယ်ဗျာမွေးကနန်းတော့တန်းငယ်ကြီးအကိုဒီမတွေယူမယ်ပေါ့ရင်ရောတန်းငယ်ကိုဘလို့တွေပေးရမှာလဲဘလောက်ပေးရမှာလဲလို့တန်းငယ်ကိုမေးစရာရှိတယ်ဒါပေမဲ့တန်းငယ်ကိုယ်ဒီမတွေကိုမရက်ဆက်ပါဘူး မန်မာလည်းမခေါ်ပါဘူးအဖွဲ့ဝင်ကြီးလည်းမတောင်းပောက်ပေးလဲလုံးဝမတတ်မှတ်ပါဘူးလိုချင်တဲ့ကိုရီမားတွေလာယူပေါ့ရင်ကိုရီမားတွေအဲ့မွေးကနန်းလေးခွထွက်သွားပြီဆိုရင် မုတ်ဖိုးပဲပေးကိုရီမားတွေစေတနာရှိတယ်စေတနာရှိသလောက်တန်းငယ်ပေါ်မှာစေတနာရှိသလောက်ကျွန်တော်ရဲ့ကိုရီမားတွေမုတ်ဖိုးပဲပေးပါဟုတ်ပြီနော်ဘာမှပေးစရာမလိုဘူးတန်းငယ်စေတနာရှိသလောက်ကိုရီမားတွေမုတ်ဖိုးပဲပေးလိုချင်တဲ့ကိုမများ669 46 865ကိုမွေးလိုဟိုင်းပေး ဟုတ်ပြီနော်ကျွန်တော်ကိုမမအားလုံးအများမြင်အများတွေ့အများပေါအောင်အားလုံးပဲ share ပေးသွားပါနော် share လို့ရတဲ့အကူမများအားလုံးပဲကျွန်တော်ရဲ့ကိုကြီးမာကြီးဒီအားလုံးပဲ share ပေးသွားပါဟုတ်ပြီနော် ဝင်လာပြီဆိုရင်အားလုံးပဲရှယ်ပေးသွားပါ။တန်းငယ်ဒီဘွဲအတွက်တရားရာဂိုင်းတော့ပြီးအာမခံနဲ့အထူးမွေးကနန်း၄ခွက်ကိုလာယူစေခြင်းနဲ့မလို့လဲဆိုတော့တန်းငယ်နော်တန်းငယ်တို့ရွာဘက်မှာအလူတွေရှိတဲ့အတွက်နော်တိတ်ပြီးတော့နေတိုက်ဒီကိုကစားနိုင်မှာမဟုတ်တဲ့အတွက်မွေးကနန်းကိုပဲအဓိကထားကစားနိုင်မှာဖြစ်တော့ကြောင့်ဟဲ့ဒီမွေးကနန်းကို၄ခွက်ကို66နဲ့946 665ကိုမွေးလို့ဟိုင်းပြီးတော့လာယူပါနော်တန်းငယ်ရေးအကိုရေကမဆေးရမဆေးရဟိုင်းနော်ကျွန်တော်ကောင်မများမဆေးရဟိုင်းမှာမဆေးရအဆင်မပြေဘူးဆိုရင်ဘိုင်ဘာလဲဖွင့်ပေးထားတယ်ဘိုင်ဘာမှာလဲလာရောက်ယူ ို့ရပါတယ်လို့ပြောကြရင်တန်းငယ်ခဲ့ live show လေးကိုဒီနားမှာပဲကျွန်တော်ရဲ့ခွေမိုင်အားလုံးပဲရန်နာခွင့်ပြုပါအားလုံးပဲဘိုင်ဘိုင်မှာကံကောင်းကြပါစေဖြစ်အားလုံးပဲဖမ်းပိုင်ပါနော်ဟုတ်ပြီနော်ကျွန်တော်ကူမိုင်အားလုံးပဲကူမိုင်ပါအားလုံးပဲကံကောင်းကြပါစေဗျာ Hmm.